2015အထွေထွေရွေးကောက်ပွဲအတွက်ဒစိတုံးထုမဲပေးရမှာဘလိုပုံစံကခိုင်လုံမဲဘလိုပုံစံကပယ်မဲဖြစ်တယ်ဆိုတာကိုမဲယုံနေမှာဗနိုင်းကြော်ညာတွေနဲ့ကြေညာပေးထားမယ်လို့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ရုံးကညွှန်ကြားရေးမှူးဦးတောင်းလိုင်ကပြောပါတယ်။ အရင်ရွေးကောက်ပွဲတွေကနှစ်သက်တဲ့ပါတီကိုယ်စားလှယ်လောင်းကိုမဲလက်မှတ်ပေါ်မှာဘောပင်နဲ့အမှန်ချစ်ထောက်ခံခဲ့ရပေမယ့်လာမယ့်ရွေးကောက်ပွဲမှာတော့အမှန်ချစ်အမှတ်သားပါဝင်တဲ့တစိတုံးထုပြီးဆန္ဒမဲပေးရမှာဖြစ်တဲ့အတွက်တစိတုံးထုတဲ့အခါမှာဘလို့ပုံစံကခိုင်လုံမဲဖြစ်တယ်ဆိုတာကိုသိရှိစေဖို့ကြေညာပေးထားမှာဖြစ်တယ်လို့သိရပါတယ်။အခုလိုကြေညာထားတဲ့အတွက်မဲဆန္ဒရှင်တွေအနေနဲ့ရှင်းရှင်းလင်းလင်းသိနိုင်မယ်လို့ဦးတောင်းလိုင်ကဆိုပါတယ်။ အခုလိုအမှန်ချင်းအမှတ်သားပါတဲ့ဒစိမ့်တုံးမှာလေးစားဒစိမ့်တုံးဖြစ်တာကြောင့်တစ်ခါသုံးပုံစံဖြစ်ပြီးဒစိမ့်တုံးတစ်ခုဟာမဲလက်မှတ်ပေါ်မှာအချက်ပေါင်း9000အထိရိုက်နှိပ်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။ မဲယုံတစ်ခုမှာမဲဆန္ဒရှင်ဥယေဟာအများဆုံး3000ထက်မပိုရာကြောင့်အဲဒီတစိတုံးတွေကိုမှင်ပြန်ဖြည့်စရာမလိုတော့ပဲမဲယုံတစ်ခုမှာဆန္ဒပြုတ်ကန်၅ခန်းရှိမယ်ဆိုရင်တခန်းကိုတစိတုံးတစ်ခုထားပေးမှာကြောင့်အဆင်ပြေမှာဖြစ်ပြီးအကြောင်းကြောင်းကြောင့်ပြတ်သွားတာပြောက်သွားတာတွေရှိမှာကိုလည်းအစားထိုးစရာထားပေးမယ်လို့ဦးတောင်းလိုင်ကဆိုပါတယ် ဒါအပြင်ရွေးကောက်ပွဲနေ့မှာမဲယုံအတွင်းဆန္ဒပြုပြီးသူတွေဟာနောက်တစ်ကြိမ်လူအစားထိုးဆန္ဒပြုမှုမဖြစ်ပေါ်စေဖို့ကိုလည်းလက်ဝဲဘက်လက်တန်းမှာ24နာရီအတွင်းဖြတ်မရတဲ့မှင့်တို့ပြီးအမှတ်အသားပြုထားမှာဖြစ်တယ်လို့သိရပါဗျ။2015အထွေထွေရွေးကောက်ပွဲကိုနိုဝင်ဘာလ10ရက်နေ့မှာကျင်းပမှာဖြစ်ပြီးလွှတ်တော်အသီးသီးရဲ့မဲဆန္ဒနယ်တွေအတွက်လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စရင်တင်သွင်းမှုကိုဇူလိုင်လ20ရက်နေ့မှာစတင်ပြီးဩဂတ်လ10ရက်နေ့နောက်ဆုံးထားကအမည်စရင်တင်သွင်းနိုင်မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့စူဝေးဟောပြောမှုမဲဆွယ်စည်းရုံးမှုတွေကိုတော့စက်တမာလဇန်ပိုင်းကစတင်ပြီးမဲဆွယ်စည်းရုံးခွင့်ရပ်ပေါင်း60ရရှိမှာဖြစ်တယ်လို့သိရပါဗျ။